အလုံးမဲ့မင်္ဂလာပါအခုမြင်တွေ့နေရတဲ့တပ်ပုံလေးကတော့ကြောင်ဝလွယ်မှာဖြစ်ပေါ်ခဲ့တဲ့ပြစ်စင်ကိုတော့ပြောပြမှာဖြစ်ပါတယ်ပြစ်စင်လေးကတော့ထိုင်းနိုင်ငံမှာပါ။နောက်ဒီအမျိုးသမီးပေါ့နော်အသက်40ကျော်အရွယ်အမေကသမီး17နှစ်ဒီအုံနောက်ချွံရွံတဲ့သမီးလေးကတော့ဒုက္ခိတလို့ပြောရအောင်ပါပေါ့နော်။ အဲ့တော့အဲ့ဒီသမီးလေးကိုအမေအေးဖြစ်သူကရောင်းစားတဲ့ဖြစ်စဉ်လေးကိုလည်းပြောပြမှာဖြစ်ပါတယ်ဖြစ်စဉ်လေးကတော့ဒီကြဝလယ်မှာနောက်လို့ရှိရင်သူ့အမေနဲ့သူ့သမီးနဲ့လည်းရောက်ပဲရှိတယ်နောက်ပြီးလို့ရှိရင်သူကဘယ်လိုပြောမှမဟုတ်ရှင်သူ့အမေလည်းအခက်ခဲရှိလို့ဖြစ်မှာပေါ့နောက်ပြီးလို့ရှိရင်သူ့သမီးလေးကိုတခြားအဖိုးကြီးတွေနဲ့အာပြောမှမဟုတ်ရှင်ဒီရွာကလူတွေဆိုလို့ရှိရင်ဒီအဖိုးကြီးတွေအသက်ကြီးကြီးပိုင်းတွေဆိုလို့ရှိရင်ဒီအရက်သမားတွေပေါ့ဒီလိန်ဆက်ဆန်ကြည့်လို့ရှိရင်သူ့အိမ်ကိုလာပြီးတော့သူ့ရဲ့သမီးကိုလာပြီးတော့လိန်ဆက်ဆန်လို့ရတဲ့ပုံစံမျိုးသူလောက်တာဖြစ်ပါတယ်အဲ့ဒါတော့ဒီ ီးတစ်ခါလောက်လို့ရှိရင်ပတ်စံကဒီ90ကနေ900ကျီတူတောင်းတော့ပေါ့နော်ပတ်စံရှိတဲ့လူဆိုရှင်900ပေးတယ်ပတ်စံမရှိတဲ့လူဆိုရင်300 400အဲ့လိုမျိုးပုံစံနဲ့သူရောင်းစားတာပေါ့နော်တချို့ရွာကလူတွေအမြင်မတော်တဲ့အတွက်လူစုပြီးတော့ပလဲကိုသွားတိုင်တော့ပေါ့သွားတိုင်တဲ့အချိန်မှာသူ့မိကိုလာဖမ်းသွားတယ်လာဖမ်းသွားတဲ့အချိန်မှာမိမြန်းတော့ပေါ့ဗျာအကြောင်းဒီလိုမျိုးကိုယ့်ရဲ့သမီးကိုဒီမျိုးရောင်းစားရတယ်လဲဆိုတော့သူပြောတဲ့သူအရန်ကိုခက်ခဲတော့ပေါ့နော်သူလည်း အလုပ်လည်းမရှိဘူးနောက်လို့ရှိရင်သမီးတစ်ဖက်နဲ့အဲ့လိုမျိုးအဆင်မပြေတဲ့အတွက်ကြံပြီးကြံရကြံလိုက်တာဖြစ်အချို့လူတွေကသူ့ကိုပြောတော့မှနော်ကိုတကယ်၍ကိုရဲ့သားသမီးကိုဒီလိုမျိုးမပြောစုရှောက်ရှောက်ရင်ဘူးဆိုရင်အစားကလေးတကခလီမမွေးနဲ့ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကိုယ်ဝေးလိုက်လို့ရှိရင်ကိုယ့်ရဲ့သွေးသားတွေကဒီလိုမျိုးလှုပ်လိုက်တာ ကြည့်လို့မကောင်းဘူးအဲ့ဒီဖိစင်လေးကိုဒီအခုပလဲကသူ့မိကိုဖမ်းသွားပါပြီဘာကြောင့်လဲဆိုတော့ဒီလိုမျိုးကဒီရောင်စားတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ဒီတရားဥပဒေရသူ့မိကတော့ဒီတရားရင်ဆိုင်ရမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဒီဗီဒီယိုကိုအဆောင်ထိကြည့်ပြီးအပောင်လေးနှိပ်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်